မတော်ပြီးကဲကိုကိုများဘာသာလေးကိုဘာတော့ဘာသာလေးကိုဘာတော့တာမင်္ဂလာပါခင်ဗျာအခုတလောဝတ်ဆိုင်ငယ်ဒီကားဒီဖန်းစီရုံနဲ့မကဘူးအမျိုးသမီးတို့ဦးသေးသွားဝရမှာအတွင်းကမပါလို့ဆိုပြီးတော့ဖန်းစီခံရတယ်ဆိုတဲ့ဖြစ်စဉ်ပါဝင်နောက်ဆုံးရအပ်တဲ့သတင်းလေးတွေကိုစူးစိပြီးတော့ version လုပ်ပြီးတော့မှဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးကိုစလိုက်ရအောင်ပါ မကွေတိုင်းတရက်မြို့မှာလိုင်စင်မဲ့ဆိုင်ကယ်တွေကိုဖမ်းဆီးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကအမျိုးသမီးတွေကိုအ धिक ပြစ်မှတ်ထားဖမ်းဆီးနေပြီးဇွန်လ6ရက်နေ့ကအမျိုးသမီးတဦးအတွင်းခံမပါလို့ဒဏ်ငွေ3000ကောက်ခံလိုက်တယ်လို့ဒေတာတွင်သတင်းမြစ်တွေထံကစုံစမ်းသိရှိရပါတယ်။တရက်မြို့မြို့အဝင်အထက်စစ်စေးရေးဂိတ်တွေနဲ့လမ်းဆောင်လမ်းကွာတွေမှာစစ်ကောင်စီရဲ့ရဲနဲ့ပြူတွေကလိုင်စင်မဲ့ဆိုင်ကယ်တွေကိုဖမ်းဆီးစစ်ဆေးနေပြီးပြစ်ချက်မတွေပါကအမျိုးသမီးတွေအတွင်းခံပါမပါတိတ်ချကြည့်ပြီး ငွေညှိရိုင်းဆိုင်နေကြတာလို့သိရှိရပါတယ်။ဇွန်လ6ရက်နေ့ကရက်ွက်အแทကိုခေါင်းချော်ရေးသွားဝေးတာ။အုတ်ထုတ်လိုင်စင်လဲအကုန်ပါတယ်။သူကလော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 နဲ့ထွက်တာဆိုတော့ဗရာမဝဲလိုက်မိဘူး။အဲ့ဒါကိုဗရာမပါလို့၃000တောင်းနေပြောတယ်။ကြားလို့မှမကောင်းဘူး။ကျမတို့မျိုးကလို့ဒေသခံမျိုးသမီးတဦးကမျိုးတော်ကိုပြောပါတယ်။ဒါအပြင်လိုင်စင်မဲ့ရင်တွေဖန်ဆီးရမှာလဲအင်းကြီးနှစ်ထပ်ဝစ်ပြီးကျဲသီးမတက်ထားတာနဲ့နောက်ချိန်နှင်းချထားတာမိကြီးဖွင့်ထားတာ ောင်းမဖြုတ်တာဖွန်ခလုတ်ပြက်တာကာဘာပြုတ်နေတာကအစအသေးစိတ်ဖန်စီပြီးငွေညှစ်နေတယ်လို့သိရှိရပါတယ်ကာဘာမဆိုရင်လည်း3000ဗတ်မှန်တစ်ဖက်ကွဲလည်း3000လိုင်းစင်မရှိရင်ထောင်ချရဲဆိုင်ကယ်သိန်းနဲ့3လတန်းချရဲငွေတန်း3သိန်းပေးရတယ်လို့ရဲနဲ့နှိဆက်သူတဦးကမြို့တော်ကိုပြောပါတယ်စစ်ကောင်းဆောင်ကလိုင်းစင်မဲ့ရင်ဖန်စီဖို့အမိတ်ပေးပြီးနောက်မှာတိုင်းနယ်ပြည်နယ်တွေမှာဇွန်လ3ရက်နေ့အထိဖန်စီခံခဲ့ရတဲ့မော်တော်ယာဉ်ဆိုင်ကယ် 236စီးနဲ့ကာ64စီးရှိခဲ့တယ်လို့သိရှိရပြီးမြေပြင်မှာလုံဆောင်းခွင့်တွေရနေကြတာဖြစ်လို့ရဲတပ်ဖွဲ့နေတဲ့နေကြလုံခြုံရေးတာဝန်ယူရဖို့ထက်လိုင်စင်မဲ့ဘိန်ဖမ်းရဖို့ကိုအလူအယက်တာဝန်ယူနေကြတယ်လို့လည်းရဲနဲ့နှိဆက်သူတွေထံကစုံစမ်းသိရှိရပါတယ်ရှင်ပြောချင်တဲ့အကြောင်းအရာကဝတ်တောက်ဆိုင်ကယ်တွေဖမ်းတယ်ဆိုတဲ့အကြောင်းအရာကိုပြောချင်တာတကယ် short ပါနော်ဘာ short လဲဆိုတော့အခြေခံလူဒန်းစားတွေအတွက် ငိုရတဲ့ short ဟုတ်လားမြန်မာနိုင်ငံမှာဝိတောက်ကားတွေဖမ်းလို့အခြေခံလူဒန်းစာတွေဒုက္ခမရဘူးမြန်မာနိုင်ငံမှာအခြေခံလူဒန်းစာ85ရာခိုင်နှုန်းလောက်ရှိတယ်အားလုံးချမ်းသာမနေဘူးတနည်းလို့တနည်းစားရင်လည်းအများကြီးရှိတယ်ရွှေဟုတ်ရှိမှာဆိုရင်ရွှေဟုတ်ရှိမှာဆိုရင်စိုက်ကဲကိုဝိတောက်ကိုတော့အကောင်းစားကြီးဝယ်စည်းနိုင်တာမဟုတ်ဘူးဝိတောက်ကိုဆက်ယုံကချတယ်ဝယ်စည်းနိုင်တဲ့လူတွေတယောက်မှမမြင်ဘူး ရှိုးရိုးကိုယ်တိုင်လဝက်သားကိုအဲ့လိုမျိုးစက်ယုံကချတာဝယ်မစည်းနိုင်ဘူးချစ်ကုတ်စုပြီးတော့မှသုံးသိန်းတန်ဆိုင်ကယ်လေးစီးလို့ရလားအေးကြောက်ချက်ကြောက်ချက်ဗရိတ်ကိုမနှဲညက်အဲ့လိုဆိုင်ကယ်လေးကိုဝယ်ချတာဒီမှာနော်တပတ်နွမ်းမဟုတ်ဘူးနှစ်ပတ်နွမ်းသုံးပတ်နွမ်းနေဝယ်ချတာဝယ်ပြီးဘာလုပ်ရလဲသိလားဒီမှာလေးစိုက်ပျိုးရေးတွေလုပ်ကြတယ်စိုက်ပျိုးရေးထဲမှာရှိနေတဲ့အခု ွှေလို့ရှိမှစိုက်တယ်ဆိုရင်ငှပြောစိုက်တယ်ငှပြောတွေကိုခွာချင်းပေါ်တင်ပြီးတိုက်တယ်ခွာချင်းနဲ့စိုက်ကဘောတင်ပြီးတော့တိုက်ပြီးတော့သွားရောက်လာတာကုံသေးစီရောနော်ကုံသေးစီကိုသွားရောက်လာတာအဲ့ဒီလူတွေကသူ့ရဲ့မိသားစုအနောက်မှာရှိတဲ့မိသားစုတွေကိုအဲ့ဒီလိုလိုလုပ်ပြီးတော့ကျွေးရတာအဲ့စိုက်ကလေးနဲ့ပေါ့နော်ပြောရရင်အဲ့တော့လူချင်းမင်းတို့အဲ့လိုမျိုးခွာချင်းကြီးနဲ့ငှပြောတွေတိုက်လာတဲ့ไซเคิลနောက်ပြီးတော့ဟိုဇပလင်တွေတိုက်လာတဲ့ไซเคิล ူကြီးမင်းတို့ဘယ်လိုနှလုံးသားမျိုးနဲ့ဖမ်းကြလဲသူတို့ရဲ့နောက်မှာရှိနေတဲ့ကလေးတွေသူတို့ရဲ့မိသားစုသူတို့ရဲ့မိန်းမတွေမိန်းမတွေဆိုများပါမိန်းမသူတို့ရဲ့မိန်းမသူတို့ရဲ့ကလေးတွေဘယ်လိုလောက်ကျွေးနေလဲဘယ်လိုခန္ဓာကိုယ်နဲ့ရင်းပြီးတော့ဘယ်လိုမာစရီနဲ့လောက်ကျွေးနေလဲဆိုတာလူကြီးမင်းတို့သိရလားဘယ်လိုအိုင်ဒီယာမျိုးနဲ့ဒီဥပဒေကိုထုတ်လိုက်လဲမသိဘူး ဥပဒေတစ်ခုထုတ်ရင်လှုပ်ရှားတဲ့လူတွေတပြောကြီးရှိတယ်။ကျွန်မကိုဖမ်းကျင်လဲဖမ်းလို့ရမတက်နိုင်တော့ပြောကျင်နေတာ။ဥပဒေတစ်ခုနိုင်ငံတော်စီမံချက်တစ်ခုထုတ်တိုင်းမတမာမှုတွေအများကြီးရှိတယ်။အဲ့ဒါကဘလို့ဖြေရှင်းမှာလဲ။အခုဖမ်းသွားတဲ့ సైకిల్ တွေပြန်ပေးမှာလားဖမ်းသွားတဲ့ సైకిల్ တွေကို లైసెన్స్ လုတ်ပြီးပြန်ပေးမှာလားနိုင်ငံတော်ဘန်နာတိုးစီမြန်မာနိုင်ငံမှာ లైసెన్స్ မဲ့တွေအများကြီးရှုပ်ထုတ်ကိုနိုင်ကို లైసెన్స్ မဲ့စီးနေတာ లైసెన్స్ မဲ့ excite တွေစီးနေရတာ လိုင်စင်လုတ်ဖို့အလွယ်လို့လားပတ်စံအောင်ဘလောက်ပေးရမလဲအခုအဲ့ဒီလိုမျိုးဆိုရင်အလွယ်တကူရအောင်အဲ့လိုင်စင်တွေအကုန်လုံးအဲဝက်တောက်တွေအကုန်လုံးလိုင်စင်လုတ်ပေးပါအလွယ်တကူလိုင်စင်လုတ်ပေးပါမဟုတ်ရင်တော့အခြေခံလူတန်းစားတွေတော်တော်ဒုက္ခရောက်မဲ့ညွန်ကြားချက်စီမံချက်ဥပဒေလို့ရွှေရုတ်ပြောပြစေမနေ့ကပေါ့ဗျာเนาะကျွန်တော်ဆိုင်ကယ်လေးတွေမဖမ်းပါနဲ့လို့ပြောတဲ့ပိုလေးအောက်မှာပေါ့ဗျာเนาะကျွန်တော်မွေးချင်အောင်စောင်းနေတာ အလကားပဲရရတဲ့ဝတ်တော့ဆိုင်ကယ်ဆိုရင်ဖမ်းမှာပဲဆိုပြီးတော့ပေါ့ဗျာနော်ကျွန်တော်ကုလူခမောက်ကလေးစောင်းတာကိုလေအုတ်ထုတ်စောင်းဒီအုတ်ထုတ်ကိုစောင်းပြီးတော့စီးတယ်ဆိုတဲ့ ဥပဒေမလိုက်နာတာတဲ့ပြောတဲ့အကိုကြီးပေါ့ဗျာเนาะကျွန်တော်စိတ်ဆိုးလို့ပြောတာမဟုတ်ပါဘူးကျွန်တော်ဘဝအမှန်တရားဒါကျွန်တော်တတိဆောက်ပေးထားတဲ့အိမ်လေးပေါ့ဗျာเนาะဒါကျွန်တော်တတိဆောက်ပေးထားတဲ့အိမ်လေးရာဒါအကိုတို့မျက်စိမှာတော့တဲတတာလေးပေါ့ဗျာเนาะကျွန်တော်ဘဝမှာတော့ဒါဟိုပြောရမယ်ဆိုရင်အဆောက်အဦကြီးတစ်ခုလို့ကျွန်တော်တန်ဖိုးထားရတဲ့ဒါကျွန်တော်တတိဆောက်ပေးတဲ့အိမ်လေးပါတော့เนาะဒီအိမ်လေးမှာကျွန်တော်နေတယ်နေပြီးတဲ့ခါမှာ ကျွန်တော်ရဲ့မိသားစုเนาะကျွန်တော်အမျိုးသမီးရဲ့လူမမဲကလေး၃ယောက်ပဲကိုကျွန်တော်ရဲ့ဒုက္ခတစ်ခုတည်းနဲ့ကျွန်တော်ရှားကျွေးနေတာပါဗျာเนาะကျွန်တော်မှာဘာပကတနာမှာမရှိပါဘူးဒီမှာတမင်ပေါင်းဦးလေးရဲ့ဟောဒီမှာဗျာเนาะကျွန်တော်ရဲ့ဒါရအဝတ်ကလေးတွေเนาะဒါကျွန်တော်တသက်ခက်ခက်ဝတ်တတ်တော့ကျွန်တော်အဝတ်ကလေးတွေမျိုးတတ်တတ်ရှိရဲ့အဲ့ရခင်ဆိုရင်တော့ကျွန်တော်ဒီမှာကျူပြာလေးပဲကျွန်တော်ခင်းပြီးတော့เนาะဒါကျွန်တော်ခင်းအိတ်တဲ့ကျူပြာလေးပေါ့ဗျာเนาะဒီကျူပြာလေးကိုပဲခင်းပြီးကျွန်တော်အိတ်ထားပါဗျာเนาะဒီမှာကျွန်တော်ရဲ့ခေါင်းလေးတွေခြေနှောင်လေးတွေတင်းတဲ့ဒါစင်လေးတွေပေါ့ဗျာเนาะဒါကျွန်တော် တက်တက်ကြီးပေါ့ဗျာเนาะကျွန်တော်မရှိရင်ဆောင်းတာမဟုတ်ပါဘူးဒါကျွန်တော်ရဲ့ဘဝအမှန်ပါဗျာเนาะအဲ့ဒီလိုပဲကျွန်တော်တို့ဘေးရွှဲဆွဲစားတဲ့သူလေးတွေမှာတဲ့ကျွန်တော်တဲ့နှိမ့်ကြတဲ့သူတွေတောင်အများကြီးရှိပါလိမ့်မယ်เนาะအဲကျွန်တော်တဲ့ပြောရမယ်ဆိုတာတဲ့သူတွေလည်းရှိမယ်ကျွန်တော်တဲ့ခက်ခဲတဲ့သူတွေလည်းရှိမှာပေါ့ဗျာเนาะကျွန်တော်ရဲ့ဒါဘဝအမှန်ပါကျွန်တော်မရှိပါဘူးဗျာเนาะဒါအကိုကကျွန်တော်ဟိုရှိရတဲ့အဲမရှိရင်ဆောင်းနေဆိုလို့ကျွန်တော်ရဲ့ဘဝအမှန်လေးကိုပြောပြတာကျွန်တော်အိမ်မက်ရပိုင်လည်းမရှိပါဘူးဗျာเนาะဒါတက်သေးပေးထားတဲ့ဒါအိမ်လေးမှာကျွန်တော်နေရတယ် ခုဆိုရင်ကျွန်တော်ရန်ကုန်မှာရှိတဲ့အဲကျွန်တော်တို့ဝင်ဝင်နဲ့ကျွန်တော်ကျောင်းသား၃ယောက်ကိုမထိန်းနိုင်တဲ့အခါမှာကျွန်တော်ရတောရွာလေးမှာမိသားစုကိုထားပါတယ်နော်အဲမိသားစုနဲ့ခွဲခွာပြီးတော့ကျွန်တော်အခုလက်ရှိရန်ကုန်မှာအလုပ်လုပ်နေတာဖြစ်ပါတယ်ဒါတတိပိတဲ့နေရာလေးမှာကျွန်တော်နေရတယ်ကျွန်တော်ရဘဝအခြေအနေကိုခုလောက်ဆိုရင်ကျွန်တော်တငယ်ချင်းသိရင်သိပါလိမ့်မယ်နော်ကျွန်တော်ခုလိုပြောပြတယ်ဆိုတာကလည်းဒါကျွန်တော်မျက်ရည်ချူတာလည်းမဟုတ်ဘူးကျွန်တော် သမားတွေပေါ်မှာဒီလိုမရှိတဲ့အကြောင်းကိုပြောပြီးတနာစာခံတာလည်းမဟုတ်ပါဘူးเนาะအကိုသိစေခြင်းနဲ့ဆန္ဒလေးတစ်ခုကြောင့်ဒါကျွန်တော်ဒီစကားလေးပြောပြတာပါဗျာเนาะ ျွန်တော်တို့တကယ်ဆင်းရဲပါတယ်အဲကျွန်တော်တို့အခက်အခုကျွန်တော်မှာပိုင်းဆိုင်တာဆိုလို့ခွန်းတို့ကဘေးရွက်အဆုပ်ကလေးတစ်စီးပဲရှိတယ်အဲ့ဒီဘေးရွက်အဆုပ်ကလေးနဲ့ပဲကျွန်တော်မိသားစုရဲ့စားဝတ်နည်းကိုကျွန်တော်ရှာဖွေကျူးမွေးနေရတာပါဗျာနော်အဲ့ဒီလိုပဲကျွန်တော်လိုဘဝတူတယ်ကျွတ်ကျွတ်သားဘေးရွက်တောင်မပိုင်ဘူးတစ်ခါတစ်နေ့ကို4500 5000ပေးပြီးတော့ပေါ့ဗျာနော်ဘေးရွက်လေးတွေကိုအုံနာနဲ့ဆွဲရတဲ့သူတွေလည်းရှိပါတယ်ဗျာနော်အဲ့ဒီအတွက်ကျွန်တော်ကတနာစာခံတာပါလို့နော်ပြီးတော့ကျွန်တော်နိုင်ငံတော်ကိုလည်းပုံကန်းနဲ့စကားပြောတာမဟုတ်ဘူးဟိုကျွန်တော်ပြီးတော့ဘလူ့အမှာစောကားလို့စိတ်တယ်မဟုတ်ပါဘူးဗျာနော်ကျွန်တော် တို့ဗီဒီယိုလေးတွေအစုပ်ကလေးတွေနဲ့လောက်ကန်စားတော့ရတဲ့သူတွေအပေါ်မှာတဏှာငင်းညာခြင်းအဖြစ်နော်ဟိုမဖမ်းမစည်းပါနဲ့လို့တောင်းပန်ခြင်းဖြစ်ပါဖြစ်တော့ဖြစ်ပါတယ်ပေါ့ဗျာနော်ဒါကြောင့်မို့တငယ်ချင်းလင်းကျွန်တော်လင်းညာတာတခုမပါပါဘူးနော်ကျွန်တော်ရဲ့ပုံအမှန်ကျွန်တော်ရဲ့နေရာအမှန်လဲကျွန်တော်တင်းထားပေးပါတယ်လို့နော်ကျေးဇူးတင်ပါတယ်ဗျာနော်အားလုံးပဲမင်္ဂလာပါကျွန်တော်โอเค without cycle တွေဖမ်းပြီးတဲ့နောက်ပိုင်းဗီဒီယိုသမားလေးတွေရဲ့လက်ရှိအခက်အခဲပေါ့ဗျာအော်တော့ထက်တန်းရှိနေဝိုင်းတက်ဆိုတော့ကျွန်တော်ဟော ပြောပြစရာလေးရှိတော့ဗျနော်အခုခေစားနေတာကဘာလဲဆိုတော့တိုင်းစင်မဲ့မော်တော်ယာဉ်တွေကားတွေပေါ့ဒီနော်ကားတွေဆိုင်ကယ်တွေဒါတွေနဲ့ပတ်သက်ပြီးတော့မှဥရေရနော်အေးအေးယူနေတယ်ဖန်းစီနေတယ်ဆိုတော့ဒါဘာတွေနဲ့အေးအေးယူလဲဆိုတာသိအောင်လို့ဒါကျွန်တော်ပြောပြပေးမယ်နော်အဲ့တော့ဒီဝတ်တောက်ကားတွေနော်ဆိုင်ကယ်တွေနဲ့ပတ်သက်ပြီးဖန်းစီတဲ့အခါမှာနော်ဘာနဲ့အေးအေးယူလဲဆိုတော့ကျွန်တော်တို့ 2022ခုနှစ်စက်တင်ဘာလ9ရက်နေ့မှာเนาะဒါအတီးပြုထုတ်ပြန်ထားတဲ့ပို့ကုန်သွင်းကုန်ဥပဒေဆိုတာရှိတယ်အဲ့ဥပဒေရဲ့ပုံမှန်ရှေ့ရเนาะဒါအရေးယူပြပေးလို့ရတယ်ဘာလဲဆိုတော့ပုံမှန်ရှေ့မှာမြည်သူမဆိုးတဲ့ပုံမှန်5သို့မဟုတ်ပုံမှန်6ပါတာမင်းချက်ကိုဖောက်ပြက်ကျူးလွန်ကြောင့်ပြစ်မှုထင်ရှားခြင်းခံရလျင်တဲ့ထိုသူဟာ၃နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေငွေဒဏ်ဖြစ်စေဒဏ်ရာလုံးဖြစ်စေချမှတ်နိုင်တယ်တဲ့ဆိုပြီးတော့ပုံမှန်ရှေ့မှာပြဋ္ဌာန်းထားတယ် အဲ့တော့ပုံမှန်၈မှာပါတယ်ပုံမှန်၅သုံးမှာပုံမှန်၆ပါတားမြစ်ချဲဆိုပြီးတော့ပါတယ်အဲ့တော့ပုံမှန်၅ကပါလဲပေါ့နော်သူပြောထားတဲ့ဥစ္စာမိသူများတဲ့ကန့်သက်တားမြစ်ပိတ်ပင်ထားသောကုန်ပစ္စည်းကိုတင်ပို့ခြင်းသုံးမဟုတ်တဲ့နော်တင်သွင်းခြင်းမပြုရတဲ့နောက်ထပ်ပုံမှန်၆ကကြတော့မိသူများတဲ့ခွင့်ပြုချက်ရယူရန်သတ်မှတ်ထားသောကုန်ပစ္စည်းကိုတဲ့ခွင့်ပြုချက်ရယူခြင်းမရှိဘဲနဲ့တင်ပို့ခြင်းသုံးမဟုတ်တင်သွင်းခြင်းမပြုရတဲ့အဲ့တော့ဆိုလိုချင်တဲ့သဘောကနော် license လောက်ပြီးတော့မှစီးရမယ်ဆိုတဲ့ဟာကို license မလောက်ဘဲနဲ့ စီးမယ်ဒါနော်ဒီပြည်ရင်းထဲကိုအတွင်းယူလာမယ်ပြည်ပနေပြီးအတွင်းယူလာမယ်ဒါဆိုလို့ရှိရင်ဒီနော်ပုတ်ကုံအတွင်းကုံဥတွေပုံမှန်ရှေ့အရာဒါအေးအေးယူပြစ်ပေးနိုင်တယ်နော်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့မှနားမလဲတာရှိရင်ထပ်မံပြီးတော့လည်းမေးမြန်းနိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ် without sanctuary ကားတွေနော်လက်ဝယ်ထားရှိထားတယ်ဆိုရင်လည်းအထူး view site ကြပါလို့ပြောပါတယ်ပြောကြည့်ပါတယ်နော်ကျေးဇူးတင်ပါတယ်အဲ့တော့အခုတလုံး without ကိစ္စတွေအတန်ကြီးအများကြီးထွက်တယ်ဗျာနော် ဒီဝိသောက်ကိစ္စတွေဖြစ်တဲ့အကြောင်းတရားကိုပြန်ပြီးတော့ဆန်းစစ်တဲ့အခါဒါဖြစ်တာမဟုတ်ဝိသောက်တွေလွန်ခဲ့တဲ့10နှစ်လောက်ခင်ကဖြစ်နေတာဗျာเนาะဖြစ်နေတာအဲ့တော့ဟိုဒီဝိသောက်ကားတွေဘယ်သူကစီးကွင်းနေပြီးတာလဲဆိုအဲ့အဲ့သူ့ဒေသနဲ့သူစီးနေကြတယ်ဥမာရှမ်းပြည်တောင်ပိုင်းမြောက်ပိုင်းဆိုဝိသောက်တွေများတယ်เนาะမြေပြတ်မှာတော့ရှိတော့ရှိတယ်ဒါပေမဲ့အဲ့မြေပြတ်မှာလည်းတိုင်းနေမှာကြတော့လောက်ပိုင်ခွင့်ရှိတဲ့လူတွေเนาะဟိုအရာရှိတွေဒါသူတို့ပဲစီးရတယ်တွေ့ရတယ် အော်ဒီလိုဘာလို့ဖြစ်တာလဲဥပဒေတခုလည်းဖြစ်ရမှာလေနော်ဘယ်နေမဲဘယ်နေမဲဘယ်နေမီပဲဖြစ်ဖြစ်ဒါဝိတောက်စွာဆိုင်ကဝိတောက်ကာဝိတောက်ဒါဒီဟာဥပဒေနဲ့ညီကျွန်တော်ပြောလိုက်ရင်ဒီနေ့ဒီလိုမျိုးမဖြစ်ပါဘူးနော်အဲ့လိုပဲအာရာရှိဖို့လို့လူကြီးမို့လို့ဝိတောက်စီတာကိုခွင့်ပြုမယ်ဆိုရင်ဒါလည်းဥပဒေနဲ့မညီဘူးလေမညီ ဲ့ဥပဒေနဲ့မညီအောင်ဥပဒေတိုင်းမလုပ်ဘဲနဲ့ဥပဒေပြုပြီးတော့လိလူရှုမဲ့ဆိုရင်အဲ့ဒီဥပဒေကိုအကောင့်တွေဖော်နေတဲ့စီမံဆောင်ရွက်နေတဲ့အုပ်ချုပ်တဲ့သူအချင်းသေးမြင်သေးဖြစ်တာပေါ့ဗျာယုံကြည်မှုအားနေတာပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်တို့သိရမှာကဒီအုပ်ချုပ်တဲ့သူကဥပဒေအတိုင်းအဲ့ဒီပုံမှာပဲအခြေခံပြီးတော့အလုပ်လုပ်ဖို့လိုတယ်နော်အဲ့လိုမျိုးပဲနဲ့တခါလေမျိုးမျိုးလုပ်နေရင်တော့ဥပမာ ဟလာဆက်ပြီးတော့စီးလို့ရရင်မြေမြန်းတော့စီးလို့မရဘူးအဟိုဟွာတော့စီးလို့ရတယ်အရာရှိတော့စီးလို့ရတယ်အရာမရှိတာတော့စီးလို့မရဘူးဒါမျိုးတွေကဒီမိုကရေစီစနစ်တည်ဆောက်တဲ့မြန်မာနိုင်ငံလိုမျိုးကပို့ပြီးတော့ဟိုစံပြအနေနဲ့ဒါတွေကကန့်သက်ဆောင်ရွက်ဖို့လိုတယ်အခုကြမှာဒါတွေကအခွင့်အရေးထိခိုက်တဲ့ဘာတွေဆိုတော့ကြံတဲ့ချိန်တော့ဘာလို့ဒါတွေကို မတွေးတတ်တာရော license ကိစ္စလေးတွေပေါ့နော်ဒီရက်ပိုင်းတွင် ဖြစ်နေတာလေးတွေပြောချင်တာပေါ့ license က cycle license ကိုစစ်ပါတယ်နော် cycle license စစ်လို့ cycle license မရှိဘူးဆိုလို့ရှင်เนาะ cycle ရောလူရောတခါတယ်ဟော cycle ဟိုဖမ်းနေပေါ့နော် cycle ကိုသိမ်းနေပေါ့ cycle license မရှိရင်တကယ်လို့ cycle license ရှိတယ်လူ license မရှိဘူးဆိုလို့ရှင်တန်ငွေဆောင်တိုင်းပါတယ်တန်ငွေမဆောင်ရင်ထောက်နှံတလား ကြမယ်ပေါ့နော်တကယ်လို့မှဟိုဒီကောင်မလေးတယောက်ဒီမနက်ဖြစ်သွားတာဆိုလို့ရှင်ရင်သူကဒီ cycle license ရှိတယ်လူ license ကြတော့သူကရအလဲတင်မောင်း license မျိုးပေါ့နော်အဲအဲ့လိုမျိုး license ဆိုတော့အဖမ်းခံလိုက်ရတယ်အဖမ်းခံလိုက်ရတော့သူက ဘလောက်လဲမသိသူပေးလိုက်ရတယ်ပေါ့နော်တထောင်ခွဲလားနှစ်ထောင်လားမသိပေးလိုက်ရတယ်အဲ့ဒါနဲ့ तू ကမေးတယ်ပေါ့နော်မော်တော်ဘီကယ်ကိုအရှိရောက်ရင် तू ထပ်အဖမ်းခံရရင်ဘလို့ဘလို့ပြောရမလဲဆိုတော့ရတယ်အရှိမဖမ်းခံပြီးပြီအရှိမဖမ်းပြီးပေးပြီးပြီလို့ပြောလိုက်ရတယ်ဆိုတော့အဲ तू ကသွားတဲ့အချိန်မှာတနာကြီးချားလောက်ပဲကြွာချားတဲ့အချိန်မှာအရှိမထပ်ဖမ်းပါထပ်ဖမ်းတဲ့အခါမှာ तू ကအရှိမဖမ်းခံပြီးပြီတန်ကယ်လိုက်စင်တော့ရှိတယ်လူလိုက်စင်ရတော့မရှိဘူးအဲ့လိုမျိုးပြောတော့ ဟိုမော်တော်ဘီကယ်ကထပ်ပြီးတော့ဖမ်းပါတယ်အချိန်မတူဘူးနေရာလည်းမတူဘူးပေါ့နော်အဲ့လိုမျိုးလုံးလုံးမရပါဘူးဆိုပြီးတော့ထပ်ဖမ်းတော့သူ၃တောင်းထပ်ပြီးခဲ့ရပါတယ်ပေါ့နော်တကယ်တမ်း license လုပ်မယ်ဆိုလို့ရှိရင် APC ဆိုရင်တော့ဟိုမေးကြည့်တာပေါ့နော်၇တောင်းလောက်တော့ကြမယ်လို့တော့ပြောတယ်ဒါပေမဲ့တေချာတော့မသိဘူးနော်လူ license ပြောရပါပေါ့နော်အဲအဲ့လိုမျိုးတကယ်လို့သာယာယီတင်မောင်း license ပဲရှိရင်တောင်း ဒီလိုနည်းနည်းပြန်ပြောရအောင်ပဲပေါ့၄ရက်လောက်နေမှရမယ်တို့အဲ့လိုမျိုးပြောခိုင်းနေပေါ့နော်အဲ့လိုလုတ်ပေးမဲ့သူကအဲ့လိုပြောလိုက်အဲ့လိုပြောရင်နည်းနည်းချူချူတသားပြန်ပြောလိုက်ရင်တော့ရမယ်ထင်တယ်သူလည်းမသေးကြဘူးပေါ့နော်အဲ့လိုမျိုးပြောတော့အခုချိန်ကလေအရန်ကိုဖမ်းပါတယ်ချိုးတွေဆိုရင်အိမ်ထိဖမ်းတယ်ဒီအိမ်သားမှဆိုလို့ရှိရင်အိမ်သားမှဆိုလို့ရှိရင်လက်မတန်းကအိမ်တအိမ်ဆိုရင်အိမ်ထဲထိ ဝတ်တောက်ကာဝင်ဖန်းသွားတာပါเนาะအင်းနေတီကိုဝတ်တောက်ကာဝင်ဖန်းတာဒီလိုတချို့မြို့နယ်လေးတွေပေါ့เนาะတချို့မြို့နယ်တွေတော့မသိဘူးတချို့မြို့နယ်အနေနဲ့အပိုင်းခြားလူဆိုင်ကြတော့မြို့တို့မှာဆိုလို့ရှိရင်လည်းအင်းနေတွေထိဆိုင်ကယ်တွေကို W တွေကိုဝင်ဖန်းပါနေအဲ့လိုတွေကိုအသေးအတန်အရင်ကြီးလုံနေကြတာပေါ့เนาะအဲ့တော့လေလမ်းသွားလမ်းလာတွေမှာလည်းလူတွေမရှိတော့ဘူးစိုင်းနေလဲအရန်ပါတော့ဟိုတောင်ကြီးဆိုလို့ရှိရင်လဲဘလော့ဂါတို့ဘာလို့တင်တာတွေ့ရဖူဘလော့ဂါတွေပါလေဆိုရင် စိုင်းနေရောင်းရဘူးဘလို့လောက်ရမလဲပေါ့နော်စီးပွားရေးတွေရောအဲဘလို့သွားရသွားရတဲ့လမ်းကြောင်းခီးတွေရောအများကြီးချက်တယ်ဖြစ်ပါတယ်ပြည်သူတွေကလေအခုချိန်မှာဘာမှမလုပ်နိုင်ချင်းနဲ့ကကြက်ကလေးတွေလိုဖြစ်နေကြရတယ်ပေါ့နော်အဲ့ဒါလေးပြောချင်ပါတယ်လိုက်စပပါရဲ့ဖလေးမေ ုတ်ကဲ့ပါသတင်းနဲ့ဒီလိုစိတ်မသာစရာအကြောင်းအရာလေးတွေကိုနေ့စဉ်ပုံမှာတက်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like subscribe ထည့်ထားနေပါတယ်ဒီပုံနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ရဲ့ထင်မှုစကြလေးတွေကိုလည်းအောက်ကမှာရေးပေးသွားခဲ့ပါဦးခင်ဗျာ